ကျွန်တော်ဤမျိုစဉ်ကျွန်းမှာပြုတ်လုခဲ့ကြတဲ့ဒီရံမုံငွေဈေးရောင်းပွဲတော်မှာ1990ပြည့်နှစ်တွေကကလင်းငယ်တွေကြလူတိများခဲ့တဲ့အစားအစာတွေကစားနည်းတွေရုပ်ရှင်ဇာတ်ကောင်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးမိဘမဲ့ကလေးတွေအတွက်ရည်ရွယ်ပြီးလှူဆောင်ကြရဲဆိုတဲ့အေဂျင့်ရဲ့ငွေသက်တွေကိုလည်းပေးစွမ်းနေပါတယ်။ရံမုံငွေတွေကိုဘယ်နေရာတွေအတွက်သုံးစွဲမလဲဆိုတာကိုတော့ပွဲစီစဉ်သူကအခုလိုပြောပြပါဗျာ။ ပထမဆုံးလုပ်တဲ့ဒီလှူရှားမှုပွဲလေးမှာကျွန်တော်တို့ရည်ရွယ်တာတော့မိဘမဲ့ကလေးတွေကိုအဓိကထားပြီးရည်ရွယ်ပါတယ်။အဲဒီလှူရှားမှုရံမွေဈေးပွဲတော်ကနေရတဲ့ငွေကိုကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီတင်ငင်ကမိဘမဲ့အဲဒီလရှင်စာတင်ကြောင်းတကြောင်းနဲ့မြောက်ကလာကဒီလရှင်စာတင်ကြောင်းတကြောင်းအဲသူတို့တွေအတွက်ကျွန်တော်တို့ကအဓိကရံမွေရှားဖြစ်ပါတယ်။အဲ့တော့ဒါကတော့ပထမဆုံးလှူရှားမှုအနေနဲ့ပေါ့။နောက်နောက်နောက်လည်းကျွန်တော်တို့ဒီနေရာလေးလှူရှားမှုအနေနဲ့အများအတန်းကျွန်တော်တို့ပွဲလေးလုပ်သွားမှာပါ။ဟုတ်ကဲ့။ရာဟီတာအဖွဲ့တွေနဲ့အတူနန်းခင်စရာမေပကြီး ခင်ဆန်ဝင်ဟန်ထူးဇန်အဇိုင်းစီမိတ်ကပ်မထက်စတဲ့အမှုပညာရှင်တွေပူးပေါင်းပါဝင်ပြီးတော့အစားအသောက်တွေအသုံးဆောင်တွေရောင်းချခဲ့တာဖြစ်ပါတယ်။ Miss မြန်မာ Charity Group ဖွဲ့ဝင်လည်းဖြစ်တဲ့အလှမဲ့နန်းခင်စရာကတော့ဒီပွဲမှာအသုံးနဲ့ကြာတန်ကျော်လာရောက်ရောင်းချခဲ့တာပါ။ ဒီဘယ်နေမှာဆိုရင်ဒီများသောအားဖြင့် make up ဆရာလည်းပါတယ်ဒီဇိုင်နာလည်းပါတယ်ဒီနည်းပညာရှင်တွေမှာတော့အများကြီးပါပါတယ်ဒီနေ့မှာဆိုရင်ဒီတချို့လူတွေကရုပ်တွေလည်းရောင်းကြရတယ်လည်းခင်လို့ဆိုအတုပ်တွေရောင်းကြရတယ်အကြစကြောရောင်းကြရပါတယ်ဒီရရလာတဲ့အကျိုးရလက်တွေကိုဒီကလေးတွေအတွက်လိုအပ်တဲ့နေရာမှာတော်တော်လူတန်းပါပါရှင်ဇေယောင်းပွဲတော်အပြင်တခြားပျော်ပွဲရွှင်ပွဲတွေလည်းပါဝင်ခဲ့တဲ့အတွက်ကုသိုလ်လေးရာပျော်လေးပျော်ရတဲ့ပွဲလေးတစ်ခုဖြစ်ခဲ့ပါတယ်ဘက်ကိုရိုင်းဒီလိုလောအပ်ပေး ားလည်းပျော်တယ်ဘယ်တော့ဒီဆိုင်လုံးစိုင်းပိတ်ပြီးတော့လာကြတယ်အားလုံးဒီဟာအတွက်တက်ဆာတက်တော့ပေါ့နော်ပါဝင်လူတန်းချင်းနဲ့ပါဝင်ပြီးတော့လည်းကုသိုလ်ယူချင်းနဲ့အဲ့အတွက်ကြောင့်ပါဝင်ခွင့်ရတဲ့အတွက်လည်းအရန်ပျော်ပါတယ်မတော်ပရိုက်တာတွေများဆိုတော့မတော်လည်းကူညီခဲ့တယ်ဒီဟာကြတော့ကိုတိလည်းရောက်ပေါ့နော်တိတိမိမိနဲ့လည်းကူညီနိုင်တယ်ပေါ့မတော်တော့မကူရန်လည်းဈေးရောင်းတယ်ရလာရလာတဲ့ငွေထဲမှာမဟိုဟာဘယ်လိုမှလည်းအကုန်လုံးပေါ့ပေါ့နော်ဒီပရိုက်တာညမွေလေးကိုထည့်တယ်ပေါ့အရန်လည်းဝမ်းတာတယ်ဝမ်းမြောက်ပါတယ်လို့ပြီးတော့မတော်လည်းဆိုင်ကလေးတွေဖွင့်တယ်